ားလုံးပဲမင်္ဂလာပါခင်ဗျာမွေးဖွားလာတဲ့သက်ကရစ်ကုနစ်ချင်းတူလဲအကျိုးပေးခံစားရမှုကဘာကြောင့်ကွာခြားသွားရပါသလဲဒါကိုလေ့လာနိုင်ဖို့အတွက်လက်ဝါးပြင်နှစ်ခုကိုနိုင်ရှင်တင်ပြပေးပါမယ်ပုံမှန်ပြထားတဲ့လက်ဝါးပြင်နှစ်ခုဟာ1329ခုနှစ်မွေးဖွားတဲ့သူတွေရဲ့လက်ဝါးပြင်တွေဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက်ဝါးပြင်နှစ်ခုမှာပုံစံ1ကအသက်5လကြီးပြီးပုံစံ2ကငယ်ပါတယ်ဘေးရင်ပညာရသူတို့နှစ်ခုဟာခုနှစ်တူပြီးဟောကိန်းကတူကောင်းတူနိုင်ပါလိမ့်မယ် ဒါပေမဲ့လောက်ဝပြင်မှာပြထားတဲ့အချက်လက်တွေနဲ့အပြင်ပုံစံကွာဟမှုတွေကြောင့်အကျိုးပေးကောင်းမှုကလည်းအင်မတန်ကွာသွားပါလိမ့်မယ်။ပုံမှာပြထားတဲ့ပုံစံနဲ့လက်ပိုင်ရှင်ဟာမုတ်ဆူမှဖြစ်ပါတယ်။မကြသေးခင်ကမှသူ့ရဲ့အမျိုးသားကစုံပါသွားပါတယ်။ပုံစံ1လက်ပိုင်ရှင်ကတော့မိသားစုနဲ့အတူရှိနေပါတယ်။ဒါ့အပြင်စီးပွားဥစ္စာတွေလည်းပြည်စုံစွာနဲ့ခံစားနေရပါတယ်။ ဒါကြောင့်ဘေးရင်ပညာရကုနစ်ချင်းတူပေမဲ့လည်းလက္ခဏာပညာရအကျိုးပေးခံစားရမှု၊ကြွာချားသွားရတဲ့အကြောင်းရင်းလေးကိုစိတ်မကောင်းစွာနဲ့မှတ်တမ်းတင်အပ်ပါတယ်။နောက်တစ်ခုကတော့အောင်မြေးလမ်းကြောင်းကကျုံကလေးတီးတီးလေးရဲ့အကြောင်းပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ဟာဂျူးခုံတွေလပမိုးဤခြင်းနဲ့လက်ရကာလာအယောင်ကတိတ်လပါတယ်။လူဘွားရဲ့ဂုံတင်းတဲခြင်းအောင်မြင်ခြင်းကြော်ချားခြင်းကိုပြတဲ့အောင်မြေးလမ်းထိပ်မှာကြာဘူးမဟုတ်ပဲနဲ့ကျုံးကပါလာပါတယ်။ ဒါကြောင့်ဒီလက္ခဏာရှင်ကအပေါ်မှာပြောထားတဲ့အောင်မြင်ခြင်းတွေနဲ့ဘာမှမဆိုင်တော့ပါဘူး။ခုနကပြောခဲ့တဲ့အောင်မြင်ခြင်းကြော်ကြားခြင်းတွေနဲ့စန့်ကျင်ဘက်ဖြစ်သွားပါပြီ။ကျုံးကသေးငယ်ပြီးမှဘလောက်ထိစိုးတက်လဲဆိုတာကတော့ကာယကံရှင်တွေပဲပြောပြနိုင်ပါလိမ့်မယ်။စိတ်ညစ်တယ်၊ဘာလို့လုံးမအောင်မြင်ဘူးလို့ပြောတဲ့လူတိုင်းပါပါလိမ့်မယ်။ကျုံးကိုပြောဖို့ကတော့စိတ်ကိုပဲအသုံးချရပါလိမ့်မယ်။ငါအောင်မြင်ရမယ်လို့စူးစူးဆတ်ဆတ်မိမိရုပ်ကိုပေါ်တဲ့မှန်ကိုကြည့်ပြောပြီးအိပ်ပါ။ ခရီးပတ်မွေပါတဲ့လက်ချောင်းနဲ့အဲ့ဒီကျွန်းစည်းလေးကိုပုတ်ပေးပြီးတော့တန်မိုးတွေတရားရှိခောင်းရွတ်ပါအကျဉ်ကြီးခွဲရွတ်ပါနာနာနီနီရွတ်ပါအားတိုင်းရွတ်ပါအဲ့ဒီကျွန်းပြောက်တဲ့နေ့ကကန်ကောင်းလာပါလိမ့်မယ်အလောက်ကန်တွေကိုလည်းမိမိရဲ့အကျိုးပေးကိုမေးပြီးတော့လုပ်ရပါမယ်ဒါဆိုရင်သင်ကန်ကောင်းပါပြီနောက်ဆုံးတစ်ခုကတော့အထူးပြည်လဲတဲ့ချစ်သူကိုရတတ်ခြင်းလက္ခဏာပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက်ဝါးမြင့်ကိုကြည့်ပါ ပုံမှန်ပြထားတဲ့လက်ဝါးပြင်ရဲ့နှလုံးလန်းချောင်းပေါ်ဗုဒ္ဓဂျိုကုံအောက်တက်တဲ့မှာအဖြူဇက်သဏ္ဍာန်လေးပါရှိနေပါတယ်။ဒီလိုပါရှိနေခဲ့မယ်ဆိုရင်မိမိရဲ့ချစ်သူဟာကုတ်ချောင်းချောင်းနဲ့ကြောင်သူတော်ဖြစ်မယ်။မိမိအတွက်ဘာမှမဆိုလို့ဝတ်မယ်။ချစ်သူအပေါ်တစ္ဆာဖောက်ဖို့လည်းလွယ်တယ်လို့တစ္ဆာရှိဖို့လည်းမကက်ခဲပါဘူး။စကားပြောဆိုတဲ့နေရာမှာလည်းအတူပြေပြစ်ပြီးနားလည်လွယ်မယ်။လူတယောက်စိတ်ချမ်းသာရေးအတွက်ပြောဆိုတတ်မယ်။ငွေကြေးရှာဖွေတဲ့နေရာတွေမှာလည်းလွယ်လွယ်ကူကူရရှိမယ်။ငွေရှာကောင်းမယ်။ မကြာခဏငွေ စုလိုက်အပုံလိုက်ရတတ်မယ်။ကုံတဲ့ပွဲစားအလုံးနဲ့အတူအကျိုးရှိတတ်ပါမယ်။နောက်ထပ်မြဝီပြင်းမဲ့လက္ခဏာဘူးတက်ကတော့ညံလန်းကြောင်းနှစ်ထပ်အကြောင်းပါ။ပုံမှန်ပြထားသလိုမျိုးလန်းကြောင်းရဲ့အလယ်လောက်မှာနောက်ထပ်ညံလန်းတစ်ကြောင်းပူးတွဲပြီးရှင်ပြိုင်နေတယ်ဆိုရင်လည်းညံလန်းနှစ်ထပ်လို့ပြောလို့ရပါတယ်။အကျိုးအနည်းသင့်အနေနဲ့ကတော့ပါရမီလန်းအဖြစ်ထောက်ပံ့ပေးထားတဲ့အတွက်ကြောင့်ညံရည်သွေးကိုအထူးထက်မြက်စေသလိုဂံမီယညံလို့ခေါ်နိုင်တဲ့အလိုလိုသီးစိတ်ကိုဖြစ်ပေါ်စေပါတယ်။ ဥပမာသူကပညာရက်တစ်ခုကို လေးလာရင် အစားပိုင်းမှာ သူ့လိုကိုလိုပါပဲသို့ပေမဲ့အချိန်ရလာတဲ့အများနားလေသဘောပေါက်မှုအတိအမြင်ပိုင်းဒီမှာအများသူငါမမီနိုင်တဲ့အနေအထားကိုရောက်ရှိနိုင်ပြီးဒီလိုဉာဏ်ပညာကြောင့်လည်းယာရူးကြီးတွေနဲ့အတိုင်းမင်းခံလို့နေရဒီမှာသူတို့ဘဝရှင်သန်ရတရတက်ပါတယ်ဒီလိုဉာဏ်လမ်းကြောင်းမျိုးကိုကုမ္ပဏီပိုင်ရှင်တွေနဲ့ပါရဂူတန်းတက်နေတဲ့သူတွေကြံပြုတ်ပြီးမြောက်တဲ့သူတွေမှာအများစုတွေ့ရတတ်ပါတယ်အမျိုးသမီးတွေလက်ထဲမှာဒီလိုဉာဏ်လမ်းဖွဲ့စည်းမှုမျိုးရှိနေမယ်ဆိုရင် ကိုကပြည်စုံခိုင်းတော့လက်တွဲပေါ်အိမ်တော်ဘက်စီကနေလုံးဝအကူအညီမျိုးပဲကိုပိုင်ကြိုးပမ်းမှုနဲ့ယက်တီကြသူတွေဖြစ်တွေ့ရတတ်ပါတယ်တွေ့ရရှာပြီးမဲ့လူရောက်20မှာတရားလာတော့တွေ့ရတတ်ပါတယ်မြင့်မာတဲ့ဘဝအခြေအနေကိုရရှိဖို့အာမခံချက်တစ်ခုကိုဖြစ်စေပါတယ်လက်ပုံစံနဲ့တခြားအခြေအနေပံ့ပိုးမှုတွေအားကောင်းပြီးတော့မင်္ဂလာအချမ်းရမှတ်သားတွေပါပါရှိခဲ့မယ်ဆိုရင်တော့ဒီလိုသက်ဘဝကမစင်းရဲတော့သလိုဘဝကမြင့်တဲ့ထက်မြင့်ပြီးတော့ပဲတိုးတက်နေမှာပဲဖြစ်ပါတယ် ပုံမှာပြထားတဲ့လက်ဝါးပြင်ရဲ့ပင်မနှလုံးလန်းဟာလက်ခလဲအောက်မှာညံလန်းပေါ်ကနေစပြီးတည်နေပါတယ်။ဒီလိုလက္ခဏာမျိုးပါလာခဲ့မယ်ဆိုရင်ထိုသူတို့ဟာအချစ်ရည်လူမှုရည်တို့ကဝမ်းနဲ့ကြည်ကွဲဖွဲ့ရာရင်နဲ့ပဲကြုံရပါတယ်။အကယ်၍ဘားတူလေးတစ်ခုပြတ်လာခဲ့မယ်ဆိုရင်တော့ပိုးတောင်ဆိုးပါသေးတယ်။စိတ်ဆင်းရဲမှုများပြားခြင်းအိမ်တော်ဘက်စုနဲ့ကြုံရခြင်းစတဲ့ဆိုးကျိုးတွေကိုခံစားရနိုင်ပါတယ်။ဘယ်ညာနှစ်ဖက်စလုံးပါနေမယ်ဆိုရင်တော့ရုတ်တရက်တေဆုံးမှုအကြောင်းမှပေါ်လာတတ်ပါတယ်။ ပုံမှန်ပြရတဲ့နမူနာပုံမှန်တော့လက်ညှိုးအောက်ကနေစပြီးလက်စကြွယ်အောက်မှာစုံတဲ့နှလုံးလန်းတစ်ခုကပါထပ်ပြီးပါလာပါတယ်။ဒီလိုပါလာခဲ့မယ်ဆိုရင်တိုးသူကအဆင့်တန်းမတ်မော်တက်ပါတယ်။ဂုံမတ်တက်ပါတယ်။ထင်းပေါ်ချင်းတက်ပါတယ်။သူ့မှာကံလန်းကလည်းပါမလာဘူးဆိုတော့သူကဝါမရှိဘဲနဲ့ဝီလုတ်တက်ပါတယ်။သူ့မှာရှိတဲ့စံတခွဲကိုတအိတ်လောက်လုတ်တက်ပါတယ်။ရုပ်ဆိုးတဲ့သူဆိုရင်သူကမကြိုက်တတ်ပါဘူး။အဲ့ဒီလန်းကလက်တန်းအောက်ထိကိုတက်နေမယ်ဆိုရင်တော့သူကငွေပိုပြီးမတ်တက်ပါတယ်။ မိမိမှာအမျက်မရှိဘဲနဲ့ဘာမှမလုပ်တတ်ပါဘူးမိမိတက်ငွေကြေးချောင်းလဲတဲ့သူတွေနဲ့ပဲပေါင်းသိမ်းချင်တတ်ပါတယ်သူရဲ့စီးပွားရေးဟာလည်းရုပ်တရက်တက်မယ်ကြမယ်မတီးမြဲတတ်ပါဘူးအခုလိုပါတဲ့သူတွေဟာတခြားအချက်လက်တွေရှိနေမယ်ဆိုရင်ကောင်းတဲ့သူတချို့လည်းရှိနိုင်ပါတယ်အထူးသဖြင့်ဂျိုးကုံတွေကံလန်းအောင်မြင်းလန်းတွေကြောင့်ကံမခေတဲ့သူတွေတော့ရှိလာနိုင်ပါတယ်ပုံမှန်ပြထားတဲ့လက္ခဏာရှင်ကတော့ပြင်းမှုတစ်ခုကြောင့်အသက်သေဆုံးရသူတယောက်ပဲဖြစ်ပါတယ်။သူမှကံလမ်းမပါပါဘူး။ လက်အယောင်ဝါဖန်ဖန်ဖြစ်ပါတယ်အသာတင်းပြီးကျမ်းပါတယ်လက်ညှိုးနဲ့လက်ကလေးကြားမှာကွာပါတယ်အသက်လံအောက်ပိုင်းလည်းတူပါတယ်နောက်တစ်ခုကတော့အိမ်တော်ရေးလန်းကြောင်းပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့အိမ်တော်ရေးလန်းကိုကြည့်ပါတစ်ဖက်ကအခွာပါပြီးတစ်ဖက်ကအကောင်းပါဒီလိုပါနေမယ်ဆိုရင်တော့မကွဲနိုင်ပါဘူးအစင်မပြေမှုတွေမသိမြတ်မှုတွေနဲ့ကွဲပလိုက်ရမယ်ဆိုတဲ့စကားသံပဲပေါ်ထွက်လာနိုင်ပါတယ်ဒီလောက်နဲ့အိမ်တော်ကြီးကွဲမယ်လို့ပြောလို့မရနိုင်ပါဘူးဒါပေမဲ့ ကွဲချင်စိတ်ပေါက်နေတယ်လို့ပဲပြောရပါမယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကတော့လောကတန်ကိုရင်ဆိုင်ခဲ့ရတဲ့သူဖြစ်ပြီးတော့အိမ်တော်ဘက်ရဲ့စွန့်ပြစ်မှု၊ကွာရှင်းမှုကိုခံရတဲ့သူဖြစ်ပါတယ်။အသက်56နှစ်ပြည့်မဲ့အမျိုးသမီးတူရဲ့လက္ခဏာဖြစ်ပါတယ်။သူရဲ့လက္ခဏာမှာဘာထူးခြားချက်တွေရှိနေပါမလဲ။သူဟာအိမ်တော်ဘက်ရဲ့စွန့်ပြစ်မှု၊ကွာရှင်းမှုကိုခံခဲ့ရပြီးတော့နောက်ထပ်တစ်ကြိမ်ချစ်သူတွေးပြန်ပါတယ်။ဒီလိုချစ်သူတွေးပြန်တော့လည်းပုံဝန်ကျင်ရဲ့ကဲ့ရဲ့မှုကိုခံနေရရှာပါတယ်။ ါကပြင်ပကဖြစ်ရက်တစ်ခုဖြစ်ပါတယ်။သူ့ရဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါ။သူ့ရဲ့လက်ဝါးပြင်အသားရည်ကကြမ်းရှာရှာဖြစ်ပါတယ်။မနှုတ်ပါဘူး။လက်ရည်စာကြမ်းရှာရှာဖြစ်ပါတယ်။ယူကုန်တွေကတော့ကောင်းပါတယ်။ဒါပေမဲ့စီးစိမ်ခံစားဖို့တော့အကြောင်းမရှိပါဘူး။သူ့ရဲ့ညာလန်ကအောက်ကိုကိုေးဆင်းနေပါတယ်။ဒီလိုကိုေးဆင်းနေခြင်းကသူ့ရဲ့စိတ်အတွေးကလက်တွေးထက်ပိုမယ်။စိတ်ကူးခြင်းပဲ။ဒါပေမဲ့စိတ်ဆူစိတ်ဆက်တတ်တဲ့သူမျိုးတော့မဟုတ်ပါဘူး။ယူသားပါတယ်။ပင်မရတဲ့သူလည်းဖြစ်ပါတယ်။ ဝန်ထမ်းလုပ်ရင်းနဲ့အပူဝင်ငွေလုပ်ငန်းကိုပါတွဲလို့ရပါတယ်။သမာအာဇီဝအလုံးနဲ့အသက်မွေးသူဖြစ်ပါတယ်။သူရဲ့ဘယ်ညာလက်နှစ်ဖက်စလုံးမှာဂမ်ဘီယာချက်ချီကတ်မဟုတ်ပေမဲ့လည်းအဲ့ဒီဂမ်ဘီယာချက်ချီလိုပဲအကျိုးခံစားရမယ့်ချက်ချီကတ်တစ်ခုပါပါတယ်။ဒါဆိုရင်တော့သူကအသက်60ကျော်ရင်တော့ကံကောင်းပါလိမ့်မယ်။အခုလက်တလောအချိန်ဒီမှာကတော့သူကအကျွေးတင်နေပြီးငွေကြေးချက်တဲနေပါတယ်။သူရဲ့အလုတ်ကနေငွေကဝင်သလောက်မကထွက်နေပါတယ်။ဘာကြောင့်လဲဆိုတော့သူရဲ့လက်မှာအောင်မြင်လမ်းကြောင်းမရှိလို့ပါ။ဘယ်ဘက်လက်မှာတော့ခါးလေကပြတ်နေတဲ့အောင်မြေလမ်းကြောင်းတော့ရှိပါတယ် ညာဘက်လက်မှာတော့အောင်မြေလမ်းကြောင်းမရှိလို့ဖြစ်ပါတယ်။သူရဲ့အသက်56နှစ်နောက်ပိုင်း59နှစ်ခန့်မှန်းချီမှာတော့ကံလန်းဟာမေတ္တာလမ်းကိုတီးပြီးရပ်နေပါတယ်။သူမရဲ့ဘယ်ဘက်လက်အရသူမဟာမေတ္တာရေးကိုရှေ့တန်းတင်မိမယ်ဆိုရင်ဘဝမှာကံဆိုးမှုတချို့ကိုရင်ဆိုင်ရပါလိမ့်မယ်။သူရဲ့ညာဘက်လက်မှာတော့ကံလန်းကထပ်မံထွက်လာပြီးဆက်ပြီးတက်နေလို့ကောင်းပါတယ်။ဒီကံလန်းကြောင့်လည်းသူမရဲ့အသက်60ကျော်ရင်တော့သူမရဲ့ဘဝအခြေအနေကကောင်းသွားပါလိမ့်မယ်။ပုံမှန်ပြထားတဲ့နမူနာလက်မှာတော့ဆော်မွန်လက်ဆုပ်တူပါရှိပါတယ်။ ညာဘက်ဂျာသာပတိကျူခုံကိုလည်းညင်းကြောင်းကြောင်းကတက်လျက်ရှိနေပါတယ်။ဒါကြောင့်သူဟာသူတက်မြောက်ရပညာအဆင့်မှာခေါင်းဆောင်ဖြစ်မယ်။တပြေးတည်းလည်းရှိနေပါလိမ့်မယ်။ဒီလိုလက်ပုံစံမျိုးကဘာသာရေးပိုလုံနိုင်မှာပိုကောင်းစားနိုင်မှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ဂျပန်ပြည်မှာ6နှစ်ကြာပြီးဖြစ်တဲ့မြန်မာတူရဲ့လောက်အပြင်ဖြစ်ပါတယ်။သူရဲ့လက္ခဏာမှာပြီးပါကိုရောက်စေတဲ့ဘလူအမတ်သားပါနေလို့ပါလေ။သူရဲ့လောက်အပြင်ကိုကြည့်လိုက်ပါ။သူရဲ့လောက်အပြင်မှာနိုင်ငံခြားလမ်းပါပါတယ်။ဒီလိုနိုင်ငံခြားလမ်းပါလို့ရှိရင်နိုင်ငံခြားကိုသွားရတတ်ပါတယ်။ အခုလိုမျိုးပုံမှာပြထားသလိုမျိုးအသက်လမ်းကဆင်းလာတဲ့လမ်းရှိရှိလေးပါမယ်ဆိုရင်ပြပသို့မဟုတ်နိုင်ငံရဲ့ခြားကိုရောက်ရှိတက်ပါတယ်ပုံမှာပြထားတဲ့လက်နမူနာပိုင်ရှင်ကတော့ဂျပန်ပြည်မှာ6နှစ်ကြာပြီဖြစ်ပါတယ်တင်ကနိုင်ငံခြားကိုသွားဖို့လုံနေတဲ့ဆိုရင်တော့တင်ရဲ့လက္ခဏာမှာဒီလိုမြင်းချောင်းမျိုးပိုင်တော့သေချာပေါက်နိုင်ငံခြားကိုသွားရပြီးအချိန်ကြာကြီးနေထိုင်ရပါလိမ့်မယ်ဒီကနေ့လက္ခဏာဘူတုတ္တလေးကတော့ဒီလောက်ပါပဲအားလုံးလက္ခဏာပညာတုတ္တတိုးပွားနိုင်ကြပါစေ